ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာခေတ်တက်မှပြန်လည်ကြွဆိုင်ပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်းပြပသတင်းများတော်လိုင်းသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပင်းညီစာတိတ်တက်ဆက်ပြီးတော့မှပြပါရှင်ရကုပ်ပရမအစားစာတိတ်တက်ဆက်ပြီးမဲ့သတင်းကြောင်းတွေကတော့နောင်ချုံနဲ့အဆင့်ကူတွင်အသက်မပြည့်သေးတဲ့ကလေးငယ်၁၂ဦးအပေါင်းဝင်ပြည်သူ၃၈ဦးသေဆုံးစေခဲ့တဲ့စစ်ကောင်စီရဲ့အလေးချောင်းတက်ခတ်မှုနိုင်ငံတကာကအရေးယူရန် UNG ရဲ့တိုက်တွန်းလိုက်ပြီးဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင် ။နောင်ချိုနဲ့စစ်ကူတွေအသက်မပြည့်သေးတဲ့ကလေးငယ်စစ်တုံးအပေါင်းဝင်ပြည်သူ38ဦးသေဆုံးစေခဲ့တဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုနိုင်ငံတကာအရေးယူရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကယနေ့တက်တွန်းပြောဆိုလိုက်တာဖြစ်ပါရယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်ဆုံစုတွေကိုနိုင်ငံတကာလူ့ခွင့်ရေးရန်ရာများနဲ့နိုင်ငံတကာတရားစီရင်မှုရန်ရာများမှာ အမြန်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးကြပါရန်လူအခွင့်အရေးနဲ့ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကိုကြိုပမ်းလှုံ့ဆော်နေတဲ့နိုင်ငံများကို NGO တိုက်တွန်းထားရလည်းဖြစ်ပါရယ်မစလာ၁၆ရက်နေ့ညနေ 9:30မိနစ်အချိန်မှာရှမ်ပီနယ်မြောက်ပိုင်းနောင်ချိုးမြင့်နယ်စည်ရတနာပရိယတ်တီစာတင်တိုက်ကိုအကြံဖက်စိုးစုကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ရင်းတန်ငါရောနှစ်ပါးအသက်16နှစ်အောင်ကိုရင်၅ပါးနဲ့အရက်သားပြီးသူအမျိုးသားတဦးနဲ့အမျိုးသမီးတဦးစုစုပေါင်းပြီးသူ10ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရှိသူအလွန်များပြားစွာရှိခဲ့ကြောင်းအလားတူမတ်လ14ရက်နေ့ညနေပိုင်းတွင်လည်းအကြံဖက်စိုးစုအနေဖြင့်မန္တလေးတိုင်းစစ်ကူးမြို့နယ်လက်ပံလကျင်းရွာရှိဤဈေးကိုလေကြောင်းတိုက် က်ခဲ့တော့ကြောင်းအသက်၄လအသားအရွယ်ကလေးတငယ်တူအပါဝင်ကလေးတငယ်စုစုပေါင်း6ဦးနဲ့စုစုပေါင်းအရသာပြည်သူ92ဦးအသက်ဆုံးရှုံးခဲ့ရကြောင်းသိရှိရပါတယ်အကြမ်းဖက်ဆဲအုပ်စုဟာအများပြည်သူတွာလာနေတဲ့အစည်းနဲ့ တတနိကအဆောက်အုံများကိုရည်ရွယ်ချက်ရှိရှိဖြင့်လေးချောင်းမှတတ်ခိုက်သည့်ထုလုံရအအပြင်းထန်ရှုပ်ချကြောင်းအကျံပဲစစ်အုပ်စုနှင့်ဖြင့်အများပြည်သူဆိုင်ရာနေရာများကိုရည်ရွယ်ချက်ရှိရှိတတ်ခတ်ခြင်းကိုမဟာဗျူဟာတရက်အနေဖြင့်ကြဲကြဲပြပြန်ချစ်သုံးနေပြီးထို့သို့တတ်ခတ်ခြင်းကြောင့်ကလေးတငယ်များအပါဝင်အယတာပြည်သူများရဲ့အသက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေကြောင်းသိရှိရပါသည် အနေကြီးလောက်ခွေဆိုင်ရဝန်ကြီးဌာနက2023ခုနှစ်မှာ2025ခုနှစ်အထိမတ်လ16ရက်နေ့အထိမှတ်တမ်းတင်ထားတဲ့အချက်အလက်များအရာအကြမ်းဖက်စုပ်စုဟာအယက်သားပြည်သူဆိုင်ရနေရာများကိုလေးချောင်းတက်ခတ်မှု2190မှုပြုလုပ်ခဲ့ပြီးထို့ကဲ့သို့တက်ခတ်မှုများကြောင့်ကလေးငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ကြောင်းအနေကြီးကပြောဆိုထားဖြစ်ပါရယ် အဂျမ်မက်ဆောက်စုရဲ့အများပြည်သူဆိုင်ရာနေရာများကိုတိုက်ခိုက်မှုနဲ့ကလေးတငယ်များအပေါ်မှာထိခိုက်သေးခြင်းစဉ်မှုများဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကတားမြစ်ထားတဲ့အချက်များကိုပြောင်ပြောင်တည်တင်းကျူးလွန်ထားခြင်းဖြစ်ကြောင်းအထူးသဖြင့်လက်နက်ကိုင်ပဋိပက္ခများအတွင်ကလေးတငယ်များအားကာကွယ်ပေးရမယ့်အချက်များကိုကျူးလွန်ဖောက်ပြန်နေပြီးကလေးငယ်များအပေါ်မှာကြီးမားတဲ့ကျူးလွန်မှု၆မျိုးတွင်အပါဝင်ဖြစ်တဲ့ကလေးတငယ်များကို ထိခိုက်သေးခြင်းတက်ဖြတ်ခြင်းဆိုတဲ့အချက်ကို ထင်ထင်ရှားရှားနဲ့အကျွလွန်နေခဲ့ကြောင်းထိုပြကလေးတငယ်များအခွင့်ရေးဆိုင်ရာစာချုပ်ပါကလေးတငယ်များရဲ့အသက်ရှင်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့်ပါဝင်ခွင့်နဲ့ကာကွယ်မှုရပ်ပိုင်ခွင့်များကို ချိုးဖောက်ရရောက်ကြောင်း NGO ကထောက်ပြထားဖြစ်ပါရယ် ဆက်လက်ပြီးတော့မြင်းချမ်းမြို့နယ်မှာအမျိုးသမီးတွေကိုပြည်သူစစ်တင်းတန်းတွေပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စစ်ရေးတင်းမာနေတဲ့မန္တလေးတိုင်းမြင်းချမ်းမြို့နယ်တွင်အမျိုးသမီးတွေကိုစစ်တင်းတန်းပေးနေတယ်လို့ဒေသခံတချို့ဆီကတီးဟပါရယ်။အမျိုးသမီးစစ်တင်းတန်းကိုမြင်းချမ်းမြို့အခြေဆိုင်အမတ်15ချင်းမြတ်တည်ရဌာနချုပ်မှတင်းတန်းပေးနေတယ်လို့ဆိုထားဖြစ်ပါရယ်။အခုအတော့နဲ့ဆိုရင်တော့၃ချိန်လောက်တော့ရှိနေပြီလို့မြင်းချမ်းမြို့ဘက်ကနေထိုင်ခဲ့တဲ့အသက်50နှစ်အရွယ်အမျိုးသားတူကပြောဆိုထားဖြစ်ပါရယ်။ စကောင်းစီအတွေ့အဝါရဖြတ်ပေးနေတဲ့တလကင်း channel တွေကမြင်းချမ်းမြို့မှာအမျိုးသား30နဲ့အမျိုးသမီး20ဆုစုပေါင်းပြီးသူစစ်50တို့စစ်တနတ်တက်ရောက်နေတယ်လို့ master စတော်နေကဖြန့်ဝေလာခဲ့တာလည်းဖြစ်ပါရယ်အမျိုးသမီးတွေကိုမြင်းချမ်းမှာစစ်တနတ်ပေးနေတာအပတ်စဉ်3ရောက်နေပြီလို့သိရပါတယ်စစ်တနတ်စစ်အမျိုးသမီးတွေကိုတော့မြို့ပေါ်မှာလှုပ်ချုံရေးချတာတွေရှိတယ်လို့ data တွင်တော်လည်းတပ်ဖွဲ့တူကလည်းအသိပေးပြောဆိုထားဖြစ်ပါရယ်မြို့ပေါ်ကင်းစောက်နေတာတို့လောက်ပဲတုံးတယ်လို့ကြားပါရဲလို့အမြင်ချမ်းမြဲတဲ့အတွင်းက တော်လည်းတဖွဲ့ဝင်တူလည်းပြောဆိုထားဖြစ်ပါရယ်မြင်းချမ်းမအာနာသိစစ်တပ်နဲ့တက်ခိုင်ရေးပါတီကို၆ခန့်အပေးသူဒေါ်တီတာယူမော်ကလည်းပြည်သူစစ်တပ်ဘက်ကိုဦးဆောင်နေခဲ့လည်းဖြစ်ပါရယ်ပြည်သူစစ်တပ်ဖွဲ့ဖွဲ့စည်းပုံအတွက်စကောင်းစစ်တပ်ထံမှခွင့်ပြုချက်တင်ပြီးတရားဝင်ဖွဲ့စည်းထားတယ်လို့ဒေါ်တီတာယူမော်ကထုတ်ဖော်ပြောဆိုထားပါရယ်ဖြစ်ပါရယ်ဒေါ်တီတာယူမော်ရဲ့ပြည်သူစစ်တပ်ဘက်ကိုစကောင်းစစ်တပ်က စစ်တပ် MA စီရီတပ်ပွဲဝင်တနက်တွေဆက်လက်အမျိုးအစားလက်နက်အဆင့်ထိတက်ဆင်ပြီးနေတာကိုစစ်တပ်ဝါရဖြစ်တဲ့ Telegram Channel တွေကပေါ်ပြလာတဲ့တပ်ပေါ်တွေမှာတွေ့ရှိနေရတဲ့ဖြစ်ပါရယ်။မြင်းချံမြို့နယ်ကတပ်ပေါ်တွေမှာစစ်ကောင်စစ်တပ်တွေနဲ့အတူဒေါတီတာရွမော်ရဲ့ပြည်သူစစ်တပ်ဝင်တွေပါပေါဝင်တက်ခိုက်နေတယ်လို့ကြေးရွာတွေကလည်းမီးတင်ရှို့တဲ့လောက်ရက်တွေပါစစ်တပ်နဲ့အတူပူပေါင်းကျူးလွန်နေခဲ့ကြတယ်လို့တော်လိုင်းအာစုတွေကအသိပေးထားတယ်ဖြစ်ပါရယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလောက်ကပိုင်းကနေမတ်လပတ်စံပိုင်းတီမြင်းချမ်းမြို့အရှိမြောက်ဖက်ရွာနေမှာတိုက်ပွဲတွေဖြစ်ကြပြီးစကောင်းစစ်တပ်နဲ့ပြည်သူစစ်တွေကတူရင်ဘိုးကြောက်ပြုတ်ဒူဝန်ကြီးတွေကိုမီးရှို့ခဲ့တယ်လို့တော်လိုင်းရဆုကပြောဆိုထားဖြစ်ပါရယ်လက်ရှိမှာမြင်းချမ်းမြို့နယ်ကတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်မှရှိပြီးမယ်စစ်ရေးတင်းမာနေတယ်လို့သိကြပါရယ် ေယောရီမြစ်အရှိဖက်ချမ်းမှာရှိနေတဲ့မြင်းချမ်းဟာတောင်တားနထိုးကြီးမြို့နယ်တွင်နဲ့ထစ်ဆက်နေပြီးအာနာသိန်းစကောင်းစင်ကိုလက်နဲ့အစွဲကိုင်းတော်လှန်မှုအကောက်ရတိတာဖြစ်ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့နေ့ဩဂုတ်လ10ရက်နေ့ကနေဆိုရင်တော့မြင်းချမ်းတောင်တားနယ်နထိုးကြီးမြို့ပေါ်ကစကောင်းစစ်တပ်ဖွဲ့ဝင်တွေတပ်ဆွဲထားတဲ့နေရာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကအထူးစစ်ဆင်ရေးတပ်အနေနဲ့ဝင်ရောက်တိုက်ခိုက်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်ရမှုမှာ မြို့ရင်းမကြစေဖို့အတွက်စကောင်းစစ်တဟား၄ချောင်းခန့်အပြင်းထန်အင်အားတွေသုံးပြီးခုခံခဲ့ရပါသေးကြောင်းသိရပါတယ်။ ဆက်လက်ပြီးတော့ပူလူတူတက်စကန်တိုင်းတိုက်ပွဲမှာကရင်အမျိုးသားအလံကိုလွင့်တင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မြန်မာထိုင်းနယ်စပ်အနီးမှာရှိတဲ့ပူလူတူတက်စကန်ကိုရမန်နီမတ်စလဆက်လီရင်နဲ့နည်းနည်းပိုင်းတွင်တိုင်းပိုင်နိုင်ငံပြန်အောင်တက်စကန်အထွေမှာကရင်အမျိုးသားအလံကို KNU ကရင်အမျိုးသားအစည်းအုပ်ဘက်ကလွင့်တင်ထားကြောင်းတင်ပြရှိပါတယ်။ပိုင်ကြုံမျိုးနဲ့အတွင်မှာရှိတဲ့တက်တန်ရင်ပူလူတူတက်စကန်ကို point 1048ကို တိန်ပိုင်ရဲ့ KNU လက်အောက်ခံ KNU အမျိုးသားလွတ်မြောက်ရေးတမတော် KNN အနေနဲ့ပူပေါင်းတပ်ဖွဲ့များကပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာစတင်ကနေစင်းစက်တိုင်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ်။ယနေ့နေ့နဲ့ပိုင်းတွင်အဆိုပါစခန်းကိုကိုအပိတ္တထိမ့်ချုပ်နိုင်ခဲ့ခြင်းပဲဖြစ်ပါရယ်။တိုက်ပွဲတွေမှာစကားစစ်တပ်ဖွဲ့တချို့တေးဆုံးခဲ့ပြီးလက်နက်များနဲ့အတူထိုင်းနိုင်ငံဖက်သို့ချက်ပြေးသွားတဲ့သူ၁၁ဦးနဲ့ရှိခဲ့ကြောင်းသိရှိရပါတယ်။ ထို့တို့ထပ်ပြေးသွားတဲ့သူများကိုထိုင်းစစ်တပ်ကကူညီထားကြောင်းထိုင်းတရင်များကဖော်ပြထားတယ်ဖြစ်ပါတယ်။ထို့ပြင်တိုက်ပွဲအတွင်းမှာ KN နေနဲ့ပူပေါင်းတပ်ဖွဲ့များကလက်နက်ခဲနဲ့မိကြောင်ပစ္စည်းများတင်စင်းလိုက်ခဲ့ကြောင်းတရင်ရရှိထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့နိုင်ငံတကာအတိုင်ဝန်ကရိုဟင်ဂျာတွေကိုမိထားတာလက်မခံတင်ဘူးလို့ကုလအကြီးအကဲကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပံ့ပိုးကူညီမှုတွေမရောရှောက်ဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကနိုင်ငံတကာအတိုင်ဝန်ကိုအလေးနဲ့တောင်းဆိုလိုက်ကြောင်းသိရပါတယ်။ ကိုထားရဟာတောက်ချာနေကဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကော့ပဇာရှိဒုက္ခတဲ့စခန်းကိုတွားရောက်နေပတ်ခန့်နဲ့ဖြစ်ပါရီကော့ပဇာခရဟာအင်းနီချင်းမြန်မာနိုင်ငံမှာဖိနှိပ်မှုတွေကြောင့်ထွက်ပြေးလာခဲ့တဲ့ရိုဟင်ဂျာမွတ်စလင်တပ်သားခန့်လက်ခံထားတာဖြစ်ပါရီဆိုရတဲ့အာဟာရပြတ်လတ်မှုကြောင့်အရေးပေါ်ကုသမှုခံရဖို့လိုအပ်နေတဲ့ဒုက္ခတဲ့စခန်းတွေရှိပြီးခလေးငယ်အရေးအတွက်အမြင့်တက်လာခဲ့တယ်လို့ကိုလတ်သမဂအပြောဆိုထားဖြစ်ပါရီ အမေရိကန်နဲ့ဥရောပတိုင်းပြည်များစွာဟာမကြားသိမိကလူတားချက်ဆန္ဒမှုအကူအညီပေးမှုဟာတိတိတတာဖြတ်တောက်ခဲ့တယ်လို့ကြေညာခဲ့ကြောင်းဂူထားရက်ကပြောဆိုထားဖြစ်ပါတယ်အမေရိကန်နဲ့ဥရောပတိုင်းပြည်တွေရဲ့အကူအညီပေးမှုဖြတ်တောက်မှုတွေကြောင့်ရိုဟင်ဂျာဒုက္ခသည်တွေအတွက်စားနပ်ရိက္ခာထောက်ပံ့မှုရောကြမှုတွေဖြစ်လာစေတယ်လို့သူကပြောဆိုထားဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းအဝန်ကရိုဟင်ဂျာတွေနဲ့ပတ်သက်လို့မိထားတာကျွန်တော်တို့လက်သစ်မခံနိုင်ပါဘူးလို့၎င်းကဆိုထားဖြစ်ပါတယ်။ ကျောင်းတက်စပင်မောကျွန်မပဲကတနာကိုပြောပါရှင်အဘိနာစမအတွေ့အထူးပဲချက်ဆွတင်ရှိပါရှင်